ဒါဆိုမေးကြတယ်ဟဲ့လားအရိဒီလာဟဲ့လားအရိဒီလာဆိုတာကျွန်တော်တို့ဒါရှိပြီးသားဟဲ့လားကျွန်တော်တို့ဒီရဲ့ဝိမုတ်တိရဲ့သမိုင်းတစ်ခေတ်မှာရှိပြီးသားပညာရှိပြီးသားတမာရီရှိပြီးသားတီလာဆိုတိတိကျကျဟောခဲ့တဲ့သမိုင်းကိုမရှိခဲ့ပါဘူးဒါကျွန်တော်တို့ဒီနေ့ဝိမုတ်တိခေတ်ဦးမှာဟဲ့လားကျွန်တော်တို့ရှိပြီးသားပညာဆိုတာသစ္စာလေးပါးတည်းပဲနဲ့ကိုပြောတာပါအားလုံးနားလည်အောင်သင်ရှာရှင်းပြခဲ့ပြီးသားဖြစ်ပါတယ်ရှိပြီးသားတမာရီဆိုတာဟဲ့လား ြောင်းတဲ့စိတ်တွေကအာယုန်ကြီးအဲ့အာယုန်တွေကကျွန်တော်တွေ့ရတဲ့အခါမှာဖြည်းဖြည်းပြက်ပြီးရမရှိတဲ့တရားတွေဒါကြောင့်အစင်မရှိဘူးလို့နားလည်ရင်ဒါရှိပိသသမားတွေဖြစ်ပါတယ်ရှိပိသသမားတွေတည်တော့ဘာဖြစ်တော့ရှိပိသသမားတွေဖြစ်တဲ့အခါကျတော့ရှိအောင်လုပ်စရာမလိုဘဲနဲ့ရှိတဲ့သမားတွေနဲ့နေရုံမှာပဲအလုံငိမ့်ပြီးတဲ့အလုံငိမ့်တဲ့အသိပညာကိုရစေဖို့အတွက်ဟလာ ရှိပိသပညာရှိပိသသမားတွေရှိပိသတိလာလို့ခေါ်ကြတာဖြစ်ပါတယ်ရှိပိသတိလာဆိုလဲကျွန်တော်ပြောပြပါပြီဟလာအဋ္ဌတိလာဆိုတာ ကာယကဝစီကမနောကံဆိုရဲဒုစရိုက်၃ပါးထဲမှာအပြည့်ကြီးဆုံးကအကုသို့ဘောင်းအကုသို့ဟူသမ ्या တို့ဒီဘယ်ကလာလဲဆိုတော့မနောကံကပဲလာတယ်မနောကံကနေအစပြုပြီးလာတယ်မနောကံမှာမှအကုသို့မဖြစ်ဘူးဆိုရင်ဟလာကာယကံကိုလည်းမလာတော့ဘူးဝစီကံကိုလည်းမလာတော့ဘူးအဲ့တော့ဒုစရိုက်အလုံးရဲ့ခေါင်းဆောင်ကဟလာမနောကံပဲဖြစ်ပါတယ်အဲ့မနောမနောကံထဲမှာမှအဘိဇ္ဇာပြာပါရမိစ္ဆာတေတိ အဲ့တော့အဲ့သုံးရဲမှာထပ်ပြီးတော့အသေးစိတ်ထပ်ခွဲမယ်ဆိုရင်ကြောက်ရအကောင်းဆုံးကအဘိဓာလည်းမဟုတ်သေးဘူးရာဝတာလည်းမဟုတ်သေးဘူးမိစ္ဆာဒိဋ္ဌိသာလည်းကြောက်ရအကောင်းဆုံးမိစ္ဆာဒိဋ္ဌိရှိမယ်တက္ကဒိဋ္ဌိရှိမယ်ဆိုရင်ဟလာမဟုတ်ဆရာကြီးကပြောတယ်အခုဘွားတော့ဖရာတကပဲကွာတယ်မင်းတို့အေးနောက်နောက်ဘွားကြတော့မင်းတို့အဲ့ဒါမွတ်စလင်မူဟာမက်ရင်ဖြစ်မယ်အဖတ်တတ်တဲ့ကံအမိတတ်တဲ့ကံနဲ့လာမယ်ဖရာသူစိတ်နေအောင်လုပ်တဲ့ကံတွေလည်းလာအောင်မှာကွာတယ်သဘောတရားနော်ဒါမှမဟုတ် မိစ္ဆာဒိဋ္ဌိတာရှိမယ်ဆိုလို့ရှိရင်မိစ္ဆာဒိဋ္ဌိဟာမကောင်းမှုကုသမြတ်တို့ရဲ့အုတ်ဆောင်ခေါင်းဆောင်ဖြစ်ပါတယ်။တောင်းလို့ဘုရားရှင်ကအဲမိစ္ဆာဒိဋ္ဌိကိုဖြုတ်ပေးလိုက်တာဖြစ်ပါတယ်။ဒါအဘိဇာရာဘာရမိစ္ဆာဒိဋ္ဌိဆိုတော့ကျွန်တော်တို့အခုအာယုံမသိမကန်းကြီးလူဤတန်ရာအာယုံအာယုံနဲ့စိတ်ကြွဲအောင်ကြည်တိမက်ခေါ်ပြီဟလာအာယုံအနန္တဆွဲကြထူထူမဆွဲရလို့တို့ကမဆူဆွဲမရလို့တိဖို့သာလို့မဖြုတ်ပဲပြုံမြဲသူနို့ အာယုံတိသွားကြတဲ့ပုံကိုယ်ရဲ့ဘဝဘလို့ထိအောင်တန်ရှင်းလဲလို့မေးလို့ရှင်အခုကျွန်တော်အရင်တစ်ဘက်ကလည်းပြောခဲ့ပါတယ်ဘာတွေပြောခဲ့လဲဆိုတော့ကျွန်တော်တို့ဟလာခြိတိုင်းကြီးဆိုတဲ့ဥပါဏခန္ဓာဆိုတဲ့အာယုံခန္ဓာကြီးကလည်းခြိတိုင်းကြီးလည်းမရှိတော့ဘူးအစဉ်ပြုတ်သွားပြီတဏှာဆိုတဲ့ဂျူးကလည်းအစဉ်ပြတ်သွားပြီဒိဋ္ဌိလည်းဘက်ကလည်းအစဉ်ပြုတ်သွားပြီတဏ္ဍာရဲမှာကျွန်တော်တို့အဝိုင်းပြေးပြေးနေရတဲ့ဘဝမဟုတ်တော့ဘူးဟလာကျွန်တော်တို့ကဒီခြိတိုင်းနဲ့ဂျူးဘဝကနေလွတ်မြောက်သွားပြီ ခဏလျှောက်တာမဟုတ်ဘူးနဲ့အစဉ်လျှောက်ခွင့်ရသွားပြီအဝိမု ക്തി သာသနာဝိမု ക്തി ဟဲ့လားရတာကိုကျွန်တော်တို့ဟဲ့လားဒီသစ္စာတရားသိမြင်တဲ့အသိဉာဏ်ကနေပြီးဆုံးတာဖြစ်ပါတယ်ဘုရားရှင်ဟောကြားတဲ့မစက်ကြရဲ့ဟဲ့လားအနိတာရာဘာလဲဆိုတော့ဝိမု ക്തി ပါပဲလဲလျှောက်ခွင့်ရရှိဖို့သာဖြစ်ပါတယ်သဘောတရားနော်တောင်းလို့အခုဆိုရင်တရားတွေနားထောင်ပြီးတော့မှဟဲ့လားရရှိသွားကြတဲ့ပုံကိုယ်တွေသည်ဘာတွေရမလဲဒိဋ္ဌိတွေအပြည့်အဝပြည့်ခွင့်ရမယ်သန္တရာပြည့်အဝရခွင့်ရမယ် ဝင်ခွင့်နေရမယ်တဏတဏတွေစင်တယ်လို့သိမြင်ပြီးတော့အဝိဇ္ဇာရက်ခွင့်နေရမယ်တဏကျိုးတွေပြက်ခွင့်ရမယ်အရင်ကတော့အိမ်မက်တော်မမက်ခဲ့ဘူးတဲ့အခွင့်အရေးတွေကအခုသစ္စာတရားတွေကိုကိုယ်တိုင်နားလည်လာပြီးတဲ့အချိန်ကမှဟလာပစ္စဘန်တက်တဲ့မှာတရားရဲ့တရားကုန်တော်နဲ့အညီတန်တေတီကအကလေးကဟလာသိတဲ့အချိန်မှာပဲအဲ့ရရှိတဲ့အကျိုးတရားတွေကိုဘုရားရှင်ကထပ်တူထားခဲ့တာဖြစ်ပါတယ်ပေါ့ဗျာနော်ဒါမှမဟုတ်ဟလာသူများကို မေးတာလဲမေးတာပဲကိုယ်တိုင်လဲပဲကိုယ်တိုင်ညာနေနဲ့ဥပိ္ပစနဲ့ဆန်းစရမှာဖြစ်တယ်တဘောတရားနော်ဒါအောင်လို့အကုသိုလ်လို့သွားလုပ်ကြည့်ပါလားအကုသိုလ်ရောအကုသိုလ်ကျရမှာပဲဟဲ့လားကုသိုလ်လို့ရင်ကုသိုလ်ကျရမှာပဲတဘောတရားနော်ဒါအောင်လို့ဘယ်သူရမှာလဲမမေးနဲ့ငါရမှာပဲဘယ်နဲ့လဲပြီးတော့ပြင်းညံ့နေဟုတ်တယ်နော်ပရမတ်နဲ့မှမေးရင်တော့ဟဲ့လားငါရမယ်သွားမလုပ်နဲ့အဲ့ဒါအဝိဇ္ဇာပဲနော်အဲ့တော့အဲ့နှစ်ခုကိုဆက်ဆက်ပြီးတော့နားလဲပါတဘောတရားနော်ဒါအောင်လို့ ကုသိုလ်ရဲ့အကျိုးပေးကိုမျှော်ကြတယ်ကျွန်တော်ပြောတယ်ကုလေးတစ်ခေါင်ခေါင်သမီးတစ်နိုင်ကျွေးရင်တော့ဘဝတစ်ထောင်အကျိုးပေးမှာဆိုဟာကျွန်တော်တို့ကပြောနေတာသဘောတရားဘဝတစ်ထောင်တော့ငါကရှာမရှာပဲစားမှာกว่าကုသိုလ်လုပ်မယ်ဆိုပြီးဒီလိုဒါပေမဲ့အဲ့ဒီကုသိုလ်ကတတ်လိုက်လို့ဘဝတစ်ထောင်သိမှာကြတော့ကျွန်တော်တို့ဘယ်သူမှမစဉ်းစားမိဘူးဟုတ်တယ်မလားဘဝတစ်ထောင်မှာဟာဟိုစားရမယ်ဝေးရမယ်နေရမယ်ထိုင်မယ်ကြပျော်ပါပြီးတော့တန်တာလေးကိုသွားရဲတယ် ဲတထောင်လုံးကဒီကုသိုလ်ကတတ်လို့သိမှာကြတော့ဘယ်သူမှဒီအမှန်ကိုမပြောရဲဘူးတော်တော်ရဟုတ်တယ်မလားအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကဘာလိုအပ်လဲလို့မေးတဲ့အခါကျတော့အဲ့ဒါဝိပဿနာသာသနာဝိပဿနာရဲရဲလို့လိုရတယ်ဒါနလုပ်ရင်ဒါနအကျိုးရပါဟုတ်လားပညာနဲ့ရဒါနဟုတ်လားပုဂ္ဂိုလ်တော်ရနဲ့ပြုတဲ့ဒါနအကျိုးပုဂ္ဂိုလ်တော်ရအနေနဲ့ပြုလုပ်တဲ့သီလအကျိုးတွေစောက်တည်ပုဂ္ဂိုလ်တော်ရရဲ့သီလအကျိုးတွေရမယ် ပုဂ္ဂိုလ်တ attva ရဲ့အစောက်တည်းတမနာလို့လဲတမနာအကျိုးတွေရမယ်အဲ့တော့ဒါနအလိုရင်ဒါနရဲ့အကျိုးတွေလုတ်ပါသီလလိုရင်သီလအကျိုးတွေဖြည့်စည်းပါတမနာလိုရင်ဇန်နေရရင်ဇန်အကျိုးတွေလုတ်ပါဟိုကျွန်တော်ဒီမှာအဓိကထားပြီးတော့ဥရိယဟောကြတာကတော့ဟလာတဘဝတခန္ဓာအတွက်ကျွန်တော်တို့ဟောကြတာမဟုတ်တော့ဘူးအဲ့ကျွန်တော်တို့ရွေချက်ကဘာလဲဆိုတော့အဓိကဖျားရှင်သာသနာမှာကျွန်တော်တို့ဟိုကျွန်တော်တို့ကမြို့ပလာမှာနေလာခဲ့တဲ့အခါကျတော့ဒီဒါနသီလဘာဝနာနဲ့ပဲ အဲ့ဒါကျွန်တော်တို့နေလာပြောလာကြတာများပါတယ်သစ္စာဆိုတာအဲ့ဒါမဟုတ်ဆရာတိုက်တပါပဲအလေးနဲ့ပြုပြီးဟောကြားခဲ့တာတွေ့ရတယ်အဲ့ကျွန်တော်ကိုရန်ဒီသစ္စာတရားကိုအလေးနဲ့လိုက်လံရှာဖွေရင်းနဲ့ဒီနေ့အပြည့်သစ္စာတွေကိုပြည့်မြင်တဲ့အချိန်ကြတော့တာအဲ့ဒါဒီနေ့သစ္စာတရားဆိုတဲ့အတန်ကိုကြားနာနေရတာဖြစ်ပါတယ်သဘောတရားအသစ္စာဆိုတာကြားနာရခဲ့တဲ့တရားပဲဖြစ်ပါတယ်အဲ့တော့ဒီသစ္စာတရားတွေကိုမတိပဲနဲ့သန္တရာအဲ့တော့ဒါနသီလဘာဝနာမကောင်းလားကောင်းပါလေ အဲ့မဲ့သစ္စာမသိလို့ကတော့တန်ត្រာထဲမှာအဖန်မှန်သိဦးမယ်အဖန်မှန်နာကြဦးမယ်အဖန်မှန်အိုကြဦးမယ်အဖန်မှန်သိကြဦးမယ်ဒီထဲမှာဘုဆိုတဲ့တက္ကရီမပြုတ်ခဲနဲ့တန်ရာပြောနေကိုစီးရတဲ့ကိုစီးထားတဲ့လေကဘာလေလဲအပေသွားမယ်ယထာကြီးကိုကိုစီးနေရတာတက္ကရီမပြုတ်ခဲနဲ့ဟလာဒါနာပြုကြတယ်လှူကြတယ်ဟလာဒါပေမဲ့ အဲ့ဒါတက်ကရတ္တိကမပြုတ်တော့အပေသွားမဲ့ယထာကြီးပုံမှာရောက်နေတယ်သဘောတရားဒါမသိပြောပြောနေကြတယ်လို့အရိယာတွေကပြောကြတယ်ပြောကြပြီမဲ့ဟလာကျွန်တော်တက်ကရတ္တိပြုတ်ဖို့လမ်းကြောင်းအောင်လဲခက်ခဲနေတော့တက်ကရတ္တိလွယ်လွယ်ကူပြုတ်နိုင်တဲ့ဟလာဘုရားပြောတယ်ခက်တဲ့လမ်းလည်းရှိတယ်လွယ်တဲ့လမ်းလည်းရှိတယ်လို့ပြောတယ်တပ္ပိဒါရှာဖို့အတွက်ဘုရားအချင်းချင်းတိုက်ကွန်းတိုက်တွန်းခဲ့တာတပ္ပိဒါတွေ့ရင်ရနိုင်ပါတယ်ဘလောက်ဒီဘုရားအာဘခံလဲဆိုတော့100% အားလုံးပြီးပါတယ်လို့သူကပြောခဲ့တာသဘောတရားเนาะအခုကပြောနေရသလားကွာဆိုတော့မေကွန်းကလာတာဟိုကဘုရားပြောနေရသလားမပြောနဲ့ကိစ္စအားလုံးပြီးတယ်လို့ပြောတာကိစ္စအားလုံးပြီးတယ်ဆိုတာယန္နာဖြစ်မှသိရှိနိုင်တဲ့အတ္တိတရားအားလုံးကိုကတ္တညာကိုဒါဒီသဗ္ဗေသောကောင်းနဲ့တွေ့လို့ရှိရင်ရနိုင်ပါတယ်ဆိုတော့ဘုရားရှင်ကအမခံပေးခဲ့တာအားလုံးသိတယ်ဒါပေမဲ့ဟလာသဗ္ဗေသောဆိုတာကြောက်နေပါတယ်အဲ့တော့ဒီညနေမှာအခုကျွန်တော်အဓိကပြောချင်တာကဘာလဲဆိုတော့ တတ်နိုင်သမျှအာဟုသူတွေမလုပ်ပါနဲ့အာဟုသူလုပ်ရင်အာဟုသူအကျိုးတွေခံရအောင်မှာဖြစ်တယ်ကုသိုလ်လုပ်ရင်လည်းကုသိုလ်အကျိုးတွေစံသားအောင်မှာပဲဖြစ်ပါတယ်သဘောတရားအေခင်ဗျားတို့ဒီကုသလံကုသလံဇံကုသိုလ်အာဟုသူဆုံးလို့ရမယ်ဆိုတာပညာနယ်ကိုပြောတာမဟုတ်ပါဘူးပရမတ်နယ်ကိုပြောတာပရမတ်နယ်မှာတော့ဟလာကျွန်တော်တို့ကုသိုလ်ဆိုတာပုဂ္ဂတရလည်းမဟုတ်ဘူးရှိတဲ့တရားလည်းမဟုတ်ဘူးနော် နောက်မဖြစ်ဘူးလားမဖြစ်တဲ့ဖြစ်တဲ့တရားတွေလည်းစင်ကြယ်နေကြတယ်အဲ့ဒါတွေကသူငါခံစားရတဲ့တရားတွေလည်းမဟုတ်ပါဘူးဒါကြောင့်မလို့ဟလာကံကာမနမိဂရိနမိအတိမဘဝကိုကျေစုပြုမဲ့ကံတွေကိုစွန့်လွှတ်လိုက်တာဖြစ်ပါတယ်သဘောတရားဒီကနာထောင်မှာပရမတ်နေမှာဘဝကိုနောက်တစ်ခါဘဝကိုအကျိုးပေးစေမဲ့ဟလာကံကာမနမိဂရိနမိတို့ကိုဟလာအပိတ္တံစွန့်လွှတ်တဲ့ပညာကိုဝိမုတ်တိပညာလို့ခေါ်ပါတယ်ဟလာဒါမှမဟုတ် ဘဝရရင်ပုဏ္ဏတိရမယ်မိဆက်တမီးတွေပြန်လောက်မယ်ဟလာသူတို့ကဇာဘဝဘဖြစ်မယ်ဒါမှမဟုတ်ဒီသန္တရာသုသောတဲ့သန္တရာကြီးမှကျွန်တော်တို့ကျင်လည်လာခဲ့ရတာမရင်ပြတ်နိုင်အများကြီးလာပါပြီဒါကြောင့်မလို့အခုချိန်မှာကျွန်တော်တို့ကဒီပုဏ္ဏတိသန္တရာကြီးကိုရက်တက်နိုင်တဲ့ပညာကိုအဓိကထားပြီးဟောတာဒါမှမဟုတ်တရားရှင်ကသူ့ရဲ့ဥဒိချက်ကိုဟောတဲ့အခါမှာဟလာကျွန်တော်ခဏခဏပြောတယ်တရားရှင်ရဲ့ပထမဆုံးဩဝါဒပါဠိမောက်နော်ဘာသာညီတော်32ကွာ ဘုရားရှင်ပထမဆုံးဟောကြားခဲ့တဲ့ဩဝါဒပါဠိမှာဖြစ်ပါတယ်။ဘာသာပြောရဲ။ပြဉ္ညာနယ်မှာအာဂုဒလအဂရဏအဂုဒုမှန်သမျှကိုမပြုပါနဲ့။သဗ္ဗဘာဝဒအဂုဒလအဂရဏအလုံးစုံသောမကောင်းမှုမှန်သမျှကိုစက်တဆုံမပြုပါနဲ့။သဗ္ဗဘာဝဒကုဒလနမရံစုံသောကောင်းမှုမှန်သမျှကိုတက်တဆုံပြုပါ။အဲမှာငါမရတော့ဘူးလားရတော့မှလားဆိုတဲ့အတွေးတွေကဝင်ပြီးတော့မှဟာဆင်းရဲနေကြတယ်။ စိတ်ရှိရပါကုသိုလ်ပြုရင်ကုသိုလ်ကျိုးတွေရမှာ အကုသိုလ်ပြုရင်အကုသိုလ်ကျိုးတွေရမှာပြညာနယ်မှာပြောတာနော်ရလို့လေဖရာဒါကိုအဲ့ဒါသိချင်ပါခဲ့တဲ့မကောင်းတာတွေပြုရင်မကောင်းတာရမှာမို့လို့မကောင်းတာတွေမလုပ်ပါနဲ့လို့မှာကြခဲ့တာဖြစ်တယ်ကောင်းတာပြုရင် ကောင်းတဲ့ကျိုးတွေရမှာမို့လို့ဟလာကောင်းတဲ့ကျိုးတွေလုပ်ပါလို့မှာခဲ့တာဖြစ်ပါတယ်နောက်သစိတ်တပရိယဒါမနာဆိုတာအဝိဇ္ဇတနာဥက္ကနေတဲ့စိတ်ကိုအဝိဇ္ဇတနာမှကင်းလို့ရစင်ကြယ်စီခြင်းသည်အေတံဗုဒ္ဓသာသနာ အဆူဆူသောဘုရားရှင်တို့ရဲ့သာသနာဖြစ်ပါတယ်ကျွန်တော်တို့ကျွန်တော်တို့ရှိမှဟာလာကျွန်တော်တို့ကျွန်တော်ရှိမှရှိနေတဲ့အေးမကောင်းတဲ့အညစ်အကြေးတွေကိုကျွန်တော်တို့ဘာပြရလဲစွန့်ပယ်ပြရအောင်အဲ့ဒါဘာလဲဆိုအဝိဇ္ဇာဆိုတဲ့အညစ်အကြေးဒိဋ္ဌိဆိုတဲ့အညစ်အကြေးတဏှာဆိုတဲ့အညစ်အကြေးတွေဒါတွေကိုပဲဘုရားရှင်ကစွန့်ခိုင်းတာဖြစ်ပါတယ်ဗျာနော်တော့အဝိဇ္ဇာတဏှာပုက္ကနေတဲ့စိတ်ကိုအဝိဇ္ဇာတဏှာမှကင်းလို့ရစင်ကြယ်စီခြင်းဒီအေတံဗုဒ္ဓသာသနာအဆူဆူသော ရရှင်တို့ရဲ့သာသနာဖြစ်ပါတယ်ဆိုတော့ဒါမှလို့ပညာပရမတ်ကိုဆက်ဆက်ပါအဲ့တော့ပညာနေရာရှိတယ်ပရမတ်နေရာမရှိဘူးဆိုတာကြောင်းမြန်ကြီးဖြစ်အပညာနေရာဘယ်အကျိုးငါလဲပရမတ်နေရာဘယ်အကျိုးငါလဲဒါကိုကျွန်တော်တို့စဉ်းစားဟလာပညာနေရာမှာလက်ရှိခန္ဓာကြီးနဲ့ကျွန်တော်တို့ထမ်းပြီးတော့ဟလာဒီဘုဘခန္ဓာကြီးနဲ့ထမ်းပြီးတော့တန်မြတ်ကြီးကိုဖြတ်သန်းနေကြတဲ့အခါမှာအဲ့ဒီအတွက်ကျွန်တော်တို့ဟလာဒါနာတွေပြုရင် ်အဲ့ဒါကိုယ်လည်းစိတ်ချမ်းသာတယ်အများလည်းစိတ်ချမ်းသာတယ်ဒီလားတွေအောက်တည်ရင်ကိုယ်လည်းငြိမ်းချမ်းတယ်ကိုယ်ပတ်ဝန်းကျင်လည်းငြိမ်းချမ်းအဲ့ဒါမေတ္တာတရားထိုင်ရင်မိမိအရင်ဆုံးငြိမ်းချမ်းတယ်မိမိပတ်ဝန်းကျင်လည်းငြိမ်းချမ်းတယ်တောင်းလို့ဒါတွေကိုအဲ့ဒါပထမဆုံးကဘာကိုတည်ခဲ့တဲ့တရားဆိုရင်ဗါလေအာဇီဝဓမ္မရဲ့ဒီမစိုးတရား၄ပါးရဲ့သဘောတရားအားရပါလဲဆိုတော့ကျွန်တော်တို့လူပတ်ဝန်းကျင်မှာတတ္တဝါတွေရှင်သန်နေတိုင်းတိုင်းငြိမ်းချမ်းစွာရှင်တွဲနေတိုင်းတိုင်းဖို့အတွက်ဘုရားရှင်ကမဖြစ်မမေ မဖြစ်မနေထားခဲ့တဲ့တရားနှစ်ခုပဲဒါမှမဟုတ်ဒီဒီလာတွေလုံခြုံတာကောင်းတယ်မြေတာတရားတွေမြေတာကုဏ္ဏမုရိဒဥပေက္ခတွေပွားများလာကောင်းတယ်လောကထဲမှာတကယ်တမ်းကဗုဒ္ဓဘာသာဝင်တွေမှာတကယ်တမ်းဗုဒ္ဓဘာသာယုံကြည်သက်ဝင်ကြပြီးတော့မှဒီလာလည်းလုံရမယ်အမြေတာကုဏ္ဏမုရိဒတရားတွေကတကယ်ကိန်းကြမယ်ဆိုရင်ဘာစစ်တမ်းမှမလို့ဘာရဲမှမလို့ဘာသကိုးမှလည်းရှိမှာမဟုတ်အာငြိမ်းချမ်းရေးမှလည်းပေါ်ဆောင်စရာမလို့ အဲဘာဖြစ်လို့လဲဆိုတော့ဒါတွေကိုကျွန်တော်တို့အခုကြတော့မိစ္ဆာဒိဋ္ဌိတွေရင်မာကင်းနေတဲ့အတွက်လောကကြီးကလည်းဘလောင်းစုနေကြတာဖြစ်ပါတယ်မိစ္ဆာဒိဋ္ဌိကင်းသွားပြီဆိုရင်အဓိကတော့ဒီအာဟုသူအကုန်လုံးရဲ့ခေါင်းဆောင်ကမိစ္ဆာဒိဋ္ဌိပဲဖြစ်ပါတယ်အဲမိစ္ဆာဒိဋ္ဌိမရှိတော့မရှိလို့ရှိရင်တမာဒိဋ္ဌိဖြစ်သွားပြီတမာဒိဋ္ဌိခေါင်းဆောင်သွားပြီဆိုရင်အဲ့လူရဲ့ပြောတဲ့ကာယကံတွေအဲ့လူရဲ့ပြောတဲ့ဝစီကံတွေကဟာတမာဒိဋ္ဌိဥဆောင်ထားတဲ့ ဝဇိကံနေဘယ်ပြောတယ်တမရတိဥဆောင်တဲ့ကာယကံနေပဲလှုပ်တဲ့အတွက်ဟလာသူ့ကိုကောင်းမြတ်တာတွေလှုပ်ပါလို့သူ့ကိုသွားပြီးတော့မှကျွန်တော်တို့ဆေးခိုင်းစရာမလိုတော့ပါဘူးသူ့ရဲ့တမရတိရပဲသူ့ရဲ့ကာယကံဝဇိကံဥဆောင်တော့မှဖြစ်ပါတယ်အဲသူလှုပ်တဲ့ကောင်းမြတ်တဲ့တမရတိကနေပြီးတော့မှကောင်းမြတ်တဲ့အတွေးခေါ်တွေကနေပြီးတော့မှကောင်းမြတ်တဲ့ဝဇိကံနေကောင်းမြတ်တဲ့ကာယကံနေသူ့ကိုယ်တိုင်လှုပ်ပြီးတော့သူ့ပတ်ဝန်းကျင်ကိုလည်းပဲကောင်းတဲ့တရားတွေရရှိစေမှဖြစ်ပါတယ်ဒါကြောင့်မလို့တရားရှင်ကဟလာတကယ် အကောင်းဆုံးအားလုံးရဲ့ခေါင်းဆောင်ကမိစ္ဆာဒိဋ္ဌိပဲဖြစ်ပါတယ်လို့ကျွန်တော်တို့ဟောကြားခဲ့တာဖြစ်ပါတယ်ဒါမှမဟုတ်ဒီနေ့ပညာပရမဂတာအကျမ်းအားဖြင့်ကျွန်တော်ပြောတာပါသဘောတရားနော်ဒါပရမတ်နယ်မှာတော့ဟလာတန်လျာခီးကိုကျွန်တော်တို့မဆက်လို့တဲ့အတွက်ကံမျိုးစေ့တွေကိုရပ်ဆိုင်းထားခဲ့ပြီးတာဖြစ်ပါတယ်ဒါမှမဟုတ်ဓမ္မရှင်ဝိသကသုတ်တံမှာပြောပြီးသားပါဆွဲလန်းနာအမေရိကဆွဲလန်းလို့ဖြစ်တဲ့ဥပနိုင်ခန္ဓာအာယုမအားဆိုတာ28မိနစ်နဲ့ နှစ်30ကျားမှာရှိပါတယ်ဘုရားဘာသာတသိမ်းမှာတယောက်တိဖို့ခက်ပါတယ်လက်ခံဖို့လည်းခက်ပါတယ်ကန့်ကွက်နေကြတာပဲကျွန်တော်တို့ဆိုရင်အရေးဆွဲတဲ့လူများတယ်လူတော်ပြောနေကြတယ်သူတို့ကြတော့အရေးကိုအကောင်ဆွဲတဲ့လူများပေါ့အဲ့တော့အဆွဲပြုတ်ဖို့အတွက်ဟလာအမှန်တရားကိုကျွန်တော်တို့မသိဘူးဆိုရင်တစ္ဆာရဲ့သဘာဝတွေတစ္ဆာမှန်မသိရင်အလိုနည်းနဲ့မှကျွန်တော်တို့ဥပါဒဏ်မချုပ်နိုင်ပါဘူးသဘောတရားเนาะဒါမှမဟုတ်ဥပါဒဏ်၄ပါးအာရမဏိကဥပါဒဏ်ခန္ဓာ၅ပါးအာယော အဲ့ဥပါရဏခန္ဓာ၅ပါးအစဉ်မရှိလို့သိရင်ဝင်ထဲမှာပေါ်တဲ့ဥပါရဏ၄ပါးအစဉ်ချုပ်ပါတယ်ဒါကျွန်တော်ပြောပြီးသားသဘောတည်းเนาะဒါမှမဟုတ်ဥပါရဏချုပ်တဲ့နိဗ္ဗာန်အကျိုးငါသာလဲငါနဲ့တကွမိသူမစိုးငါ့ဓမ္မနိဂံပြီးကျင့်ကြပါတယ်အဲ့တော့ဒီဥပါရဏခန္ဓာကိုမသိခဲ့လို့၄သိခြင်းနဲ့ကဘာတသိပါရမီဖြစ်ခဲ့ရတာဖြစ်ပါတယ်သဘောတည်းอ่ะเนาะဒါဖြစ်မဲ့ဝိုးသောယံမှာမှဒုက္ခသစ္စာပိုင်းခြားပြီးတော့ဒီဥပါရဏခန္ဓာသာလဲတံခိတိနာပြစုပါရဏခန္ဓာပိဓမ္မိဒုက္ခံဆွဲလန်းရေးဖြစ်သော ကန္နာငါးပါးဒီသာဒုက္ခသစ္စာပါဆိုတာလူတွေနားလည်ခွင့်ရသွားကြတာဖြစ်ပါတယ်ဆိုပါတယ်เนาะဒါမှမဟုတ်ဒီဥပါณခန္ဓာအဥပါณခန္ဓာငါးပါးဒီသာလင်ဟဲ့လားဒုက္ခသစ္စာဖြစ်တယ်ဆိုတာကျွန်တော်တို့နားလည်ရမှာဖြစ်ပါတယ်ဒီဥပါณခန္ဓာကြီးကိုအစဉ်သုံးညမြင်သွားပြီဆိုရင်ဥပါဏ၄ပါးလည်းအပိဋ္ဌံချုပ်ပါတယ်ဥပါဏ၄ပါးအပိဋ္ဌံချုပ်တယ်ဆိုရင်ဘုရားဆရာကြီးကနှကြောင်းပြတရားမှာပြောပါတယ်ကျွန်တော်ခဏခဏပြောတယ်မယုံသွားနဲ့တောင်ကြီးပါဟဲ့လား ရာတော်ကောသတိစ္ဆာတရားဟောကြားမဲ့လူနဲ့သုံးရရမယ်ယောနိတော်မတိကာရအဲ့ဒါကိုနားလည်ရမယ်အဲ့နှစ်ကြောင်းနဲ့ပြည့်စုံဘွားတဲ့အတိမနောင်ခန္ဓာပါဥပါဒဏ်မဆိုရင်နိဗ္ဗာန်ဝင်တာပါပဲဒါမဟုတ်ဆိုရင်ပြောတယ်အော်ကျွန်တော်တို့အခုပြောတာအခုဥပါဒဏ်၄ပါးကခဏချုပ်တာမှမဟုတ်ဘူးသာဝရချုပ်သွားပြီလေသာဝရချုပ်သွားရင်တိမနိဗ္ဗာန်ဝင်တာမဟုတ်အခုကိုနိဗ္ဗာန်ဝင်နေတယ်အဲ့လူဝင်တာလားညာဝင်တာလားမသိရင်တော့လူဝင်တာတော့မဟုတ်ဘူးเนาะညာဝင်တာဖြစ်တယ်တော့ဗုဒ္ဓရဲ့တရားတွေကတဏှိတိကအာဂိကနဲ့ ဟလာအာမခံပြီးဟောကြားခဲ့တဲ့တရားတွေဖြစ်ပါတယ်။နောက်မှရရှိမယ်အကျိုးတွေဟောကြားခဲ့တာမဟုတ်ဘူး။အခုမှန်လားမလား check လုပ်နိုင်တဲ့ပညာချက်တွေဖြစ်။ဟလာပြစ္ဆုတ်ပန်တဲ့တဲ့မှာမှန်လားမလားစဉ်းစားဝေဖန်ပြီးတော့မှဟလာစစ်စစ်နိုင်တဲ့ပညာချက်တခုဖြစ်ပါတယ်သဘောတရား။ဒီအောင်ဟောတဲ့တရားတွေမဟုတ်ဘူး။သစ္စာတရားတွေအမှန်တရားတွေကိုရှင်းလင်းပြောပြပြီးတော့မှပြစ္ဆုတ်ပန်မှာရရှိနိုင်တဲ့အကျိုးတရားတွေကိုအာမခံဟောကြားတဲ့သာသနာကြီးသစ္စာသာသနာဖြစ်ပါတယ်။ဓမ္မစကြာသာသနာဖြစ်ပါတယ်လို့ပြောတာ။နော်ဒါမှမဟုတ် ခဏခဏမေးကြတယ်၅ဘာသီလဟလာစောက်တည်ရင်၅ဘာသီလအကျိုးရ၈ဘာသီလစောက်တည်ရင်၈ဘာသီလအကျိုးရအဲတစ္ဆာမသိဘဲနဲ့အဲ၅ဘာသီလ၈ဘာသီလအကျိုးဆိုတာအသက်တော်ရှိမှာအဲ့ဒီအလည်းမပြုတ်ဘူးဆိုတော့ဧကဗဒနဂါမင်းကြီးဆိုရင်ဟလာနာဝတိလာရှိပါတိလာတော့မဟုတ်ပါဘူးဗျာဟလာညာ29ကျော်သောသိက္ခာပုလုံးပါတယ်တေဂန်ဤမှာပါလဲဆိုတော့ဒီပိင်းရွယ်လေ ဆွဲမိတာကိုအဘဖြေမဲ့လူပုဂ္ဂိုလ်မရှိတဲ့အခါကျတော့အဲ့ဒီပေါ်မှာပြန်ပြီးတော့မှငါအဘမဖြေမိလိချင်းဆိုတော့အဲ့တီလနဲ့တီလနဲ့ငါနဲ့ပေါင်းလိုက်တာအခုဧကပတ္တနဂါမင်းကြီးအခုချိန်ဒီနောက်တော့ဘုရားဆောင်းမှာပါကျွန်တော်ဘုရားလက်ထက်မှာတော့မှတူတောင်းကိုမရပါဘူးတော်တော်ရနော်အကြောင်းမလို့တီလတက်တက်နဲ့တန်တရာခီးကိုဖြတ်ဖို့မစင်းလာပါနဲ့ ဒါနတတ်တဲ့နဲ့တန်မြာခီးကိုဖြတ်ဖို့မစဉ်းစားပါနဲ့ဟလားဒါကြောင့်မလို့သစ္စာသိပြီးတော့ဒိဋ္ဌိပြုတ်ပြီးမှဟလားဒါနတွေပြုကြပါသီလတွေစောင့်တည်ကြပါဟလားဘာဝနာတွေလုပ်ကြပါအဲ့တော့အကောင်းဆုံးကတော့ဗာလေသစ္စာသိပြီးတော့မှဒုက္ခဝိတ်ကိုရပ်ဆိုင်းနိုင်တဲ့ဟလားအန္တရာဆက်ကိုရပ်တန့်ပြီးတော့ဓမ္မဆက်ကိုလက်ပတ်စီနိုင်ခြင်းသာပွင့်လာသမျှဖျားရှင်တိုင်းရဲ့ရင်တွင်းက တတဝါတွေပေါ်ထားတဲ့အကြီးမားဆုံးသောမေတ္တာကုဏတရားဖြစ်ပါတ